မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖက်ဖြစ်တဲ့ MMDA TNLA A နဲ့ပူးပေါင်းတပ်တွေရဲ့တဆယ်နှစ်ဆက်ကွန်စစ်စင်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းမှာ TNLA ကရှမ်းပြည်နယ်မြောက်ပိုင်းကမြို့ပေါင်း၁၂မြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။တရုတ်နဲ့ရုရှားအစိုးရတွေရဲ့အကူအညီနဲ့စစ်တပ်က၂၀၂၅နှစ်စောင်းပိုင်းကစလို့တံပြန်ဒုစစ်ဆင်ရမှာ August လမှာနောင်ချိုမြို့အော်တိုဗာတရနေ့မှာကြောင်မဲမြို့တို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ TNLA အနေနဲ့လပိုင်းအတွင်းမှာ စစ်ရေးအရာအရေးပါတဲ့မြို့နှမျိုးကိုဆုံးရှုံးခဲ့ရတာဟာဘလို့အားနည်းချက်တွေရှိနေလို့လဲဘာတွေတင်ကန်းစာယူပြီးပြင်ဆင်သွားဖို့ရှိလဲအခြားတော်လှန်ရေးအဖွဲ့တွေနဲ့ရောပူးပေါင်းဆောင်ရွက်ဖို့ရှိသလားဆရာတွေနဲ့ပတ်သက်ပြီး DNL ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကို People's Bank ကအဆက်အသွယ်မေးမြန်းထားပါရရှင်ကျောက်မဲမျိုးအခြေအနေနဲ့ပတ်သက်ပြီးပြောပြပေးပါဦးဘက်မှာတော့တက်ဆုပ်ထားပြီးချင်းနေမျိုးဖြစ်ပါတဲ့လောလောဆယ်မှာတော့မြို့တွင်းထက်မှာဆိုစစ်ကောင်စီတက်ကဝင်ရောက်ပြီးတော့မှ ်ထိန်းချုပ်နိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်ဟုတ်ကဲ့တီယန်လေကဆုတ်ခွာသွားတာလားအချိန်နဲ့အသေးစိတ်ကိုရှင်းပြပေးပါအောင်ရှင့်အော်ဟုတ်ကဲ့လောလောဆယ်ကတော့ဆုတ်ခွာတဲ့တဘောမျိုးဖြစ်တယ်ပေါ့လေနော်အပီလာခိတလာဆိုတော့ကတော့ဒီစီရေးမှာတော့ဒီအာစီရေးမှာတော့ဒီအာတဲ့အေးတာတာမျိုးတွေရှိသလိုအေးနေတာလည်းရှိပါတယ်လောလောဆယ်ဘက်ကတော့ကျမတို့ကတော့ဒီခိတဒီလေပေါ်ဟုတ်ကဲ့ဒီစက်တင်ဘာ30ရက်မှာ မြို့ပေါ်ကအဆောက်အုံတွေကိုတရနယ်လေးကမီးရှို့ပြီးတော့ဆုတ်ခွာသွားတယ်ဆိုပြီးတော့ဒေသခံတချို့ကပြောဆိုနေရလဲရှိတယ်။စစ်တပ်ဘက်ကလည်းပြောဆိုနေရမျိုးရှိတယ်ဆိုတော့အဲဒီအဖြစ်မှန်နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးပါအောင်ရှင့်။အဟုတ်ကဲ့ဒါကတော့တရေမာတာဖြစ်တယ်ပေါ့လေနော်ဒီကြောင်မဲမြို့ကိုစစ်ကောင်စီနဲ့တိုက်ပွဲပြင်းထန်နေတဲ့ချိန်မှာ စစ်ကောင်စီဘက်ကဒီမီးလောင်ပုံးတဲ့တုံပြူပြီးတော့မှပုံကျဲတိုက်ခိုက်တာဖြစ်တယ်ဆိုတော့ဒီ yes scan ရောပြီးတော့ဒီဌာနဆိုင်ရာရုံးတွေမှာရောအဲ့လိုမျိုးပုံးတဲ့မီးလောင်ပုံးတဲ့ပုံကျဲတိုက်ခိုက်တာဖြစ်လို့မီးလောင်သွားတာဖြစ်ပါတယ်ဟုတ်ကဲ့တဆင်းနဆောက်ကုန်တုံးကအတူတိုက်ပွဲဝင်ခဲ့ကြတဲ့ညီနောင်သုံးပေါ်ရှိတယ်လက်ရှိဒီရှမ်းမြောက်ကတိုက်ပွဲတွေမှာတီးရညလေးတဖွဲ့တွေကပဲစစ်တပ်ကိုတိုက်နေရမျိုးတွေ့ရတယ်ပေါ့နော်အေးအေးဆိုလို့ရှိရင်လည်းရခိုင်အဆက်ဒေသတွေမှာမနာတမ်းတိုက်နေတာမျိုးရှိတယ် ဆိုတော့ဒီညီနောင် သုံးဖော်တွေက MMDA ကရောရမ်းမြောက်ကတိုက်ပွဲတွေမှာမဟာမိတ်ချင်းဘာကြောင့်အခုမတိုက်ပြရတာလဲရှင်။အော်ဟုတ်ကဲ့ပါလောလောဆယ်မှာတော့ဒီတိုက်ပွဲမှာဆိုတော့ကျမတို့ DNA တပွဲတွေကပဲဒီတိုက်ပွဲကိုဆင်နွှဲနေတာဖြစ်တယ်။လောလောဆယ်မိနာမိနာကတော့ဒီ MM အ MNDA ကတော့ဒီစကားစနဲ့တော့သူဒီငင်းချမ်းရေးအာဒီစစ်ပြေငင်းရေးပေါ့နော်။အာ ဒီချုပ်ဆိုနိုင်တာမျိုးတွေရှိတယ်လောလောဆယ်မှာကတော့သူ့မှာတော့သူ့အခက်ခဲနဲ့သူရှိနေတော့ကိုညင်းနိုင်ချင်းတော့မရှိသေးပါဘူးဟုတ်ကဲ့တဆယ်နှစ်ဆက်ခွန်စစ်စင်ရင်မှာ TNL က PDF တွေမဟာမိတ်တွေနဲ့မျိုးတွေကိုဆက်ပြီးတော့တင်နိုင်ခဲ့တယ်ဒီအခုနှစ်ထဲမှာတော့တောင်ခန်းကနေစပြီးတော့စက်တိုက်ဆုတ်လာခဲ့ရတာကြောက်မဲအထီကိုရောက်လာတာတွေ့ရတယ်ပေါ့နော်ဒါတွေကဘလို့အခက်ခဲတွေကြောင့်စက်တိုက်ဆုတ်ပေးခဲ့ရတာမျိုးလဲဘလို့အားနည်းချက်မျိုးတွေရှိနေလို့လဲ ဟုတ်ကဲ့ပါကျမတို့မှလည်းခက်ခဲတွေရှိကြပါတယ်အအဓိကတော့ဒီတိုက်ပွဲမှဆိုရင်စီကံစီဘက်ကတော့ပြန်လဲပြင်ဆင်ပြီးတော့မှသူတို့ဘက်ကဒီလက်နဲ့ခရမ်းပဲပြောပြောပြီးတော့ဒီလူအရင်မြစ်ပဲပြောပြောသူတို့ဘက်ကတော့ဒီတန်လုံးအင်အားကနေတစင်အားတွေပုံမမြင့်တင်နိုင်တာ တွေ့ရပါတယ်ဆိုတော့ဘက်ကဒီစီကံစီဘက်ကဒီလိုမျိုးလက်နဲ့အင်အားလူရင်အား ဒီမြန်နေတဲ့ချိန်မှာကျမတို့ဘက်ကတော့ဒီလိုမျိုးအပက်ကနေပြင်ကြည့်မယ်ဆိုရင်ဒီအင်အားတွေညော်နေတာတွေ့ရပါတယ်ဟုတ်ကဲ့ဆိုတော့ကဒီတိုက်ပွဲမှာဆိုရင်တော့ဒီစီကွန်စီဘက်ကဒီအင်အားတလုံးရကနေတစင်တီငါတိုက်ပွဲမှာဒီအရေးတာတာမျိုးကိုလည်းတွေ့ရပါတယ်ဟုတ်ကဲ့တချို့ပြည်သူတွေစစ်ရေးလေလာသူတွေက ပြောကြတာမျိုးရှိတယ်တရုတ်ဖိအားကြောင့် MMDA လိုမျိုးလာရှုပ်ကိုကြီးမပေါက်ပဲပြေးလိုက်ရမယ်ဆိုရင်နိုင်ငံရေးအရာအသိခါကြလို့ဆိုပြီးတော့ TNL ဘက်ကတိုက်ချင်အောင်ဆောင်ပြီးစုပ်ပေနေရလို့တော့မှဝေဖန်နေကြတာရှိတယ်ပေါ့နော်ဒီလိုဝေဖန်ထောက်ပြမှုအပေါ်မှာရောဘယ်လိုတုံ့ပြန်ချင်ပါသလဲအော်ဟုတ်ကဲ့လောလောဆယ်ကတော့ကျမတို့ဘက်ကတော့အကောင်းဆုံးနဲ့အသက်နိုင်ဆုံးကုခန်ကကွယ်ဆောင်ရွက်မှုတွေလုပ်ပြီးတော့မှကုခန်စစ်တွေဆောင်ရွက်နေတာဖြစ်တယ်လောလောဆယ်ကတော့ဒီနိုင်ငံရေးတဘောတူညီမှုကတော့ပတ်မှာတော့မရရှိသေးပါဘူးဟုတ်ကဲ့နောင်ချိုနဲ့ကြောက်မဲမှာ DNL နဲ့တော်လိုင်းရဲတပ်တွေကိုယုံကြည်လို့ပူပေါင်းကူညီခဲ့ကြတဲ့ပြည်သူတွေက အဲ့ဒီဒေသကိုစစ်တပ်ကပြန်ထိန်းချုပ်နိုင်တော်မင်းဆိုရင်ပြင်းပြင်းထန်ထန်ဖိနှိပ်ခံရတာမျိုးနေမရတော့လို့ထွက်ပြေးရတာမျိုးကြုံပြီးတော့အတော်လေးဒုက္ခရောက်ကြရတယ်လို့ပြောကြတယ်။တော်လရင်အင်အားစုတွေကိုထောက်ခံတဲ့ယုံကြည်တဲ့ပြည်သူတွေကိုရောဗာများပြောချင်ပါတယ်လေရှင့်။အဲလက်ရှိပြောနိုင်တာကတော့ကျမတို့ဒီဒီတိုက်ပွဲမှာဆိုဒီကျမတို့ဘက်ကလည်းအကောင်းဆုံးနဲ့ဒီအတက်နိုင်ဆုံးကုကံကကွယ်ဆောင်ရနေပါတယ်ဒီကုကံကကွယ်ဆောင်ရတဲ့ချိန်မှာကျမတို့ဘက်က ဒီအတက်နိုင်ဆုံးသောဆောင်ရွက်နေတာမျိုးတွေရှိတယ်။ဥမာကြည့်မယ်ဆိုရင်ဒီတိုက်ပွဲမှာဒီစီကောင်စီဘက်ကတရက်နဲ့ရက်ထိုးလိုက်လို့ကျမတို့ဘက်ကချက်ချင်းပြန်ဆုတ်တာမျိုးတွေလည်းမရှိသလိုကျမတို့ဘက်ကလည်းအတက်နိုင်ဆုံး ဒီကိုကန်ကကိုဆောင်ရွက်မှုတွေဆောင်ရွက်နေပါတယ်တို့ပေမဲ့ဒီချိန်မှာဆိုရင်အားမမြတ်တာရယ်ပြီးတော့လည်းနဲ့ခရမ်းပဲပြောလူရင်းမြစ်တွေအားလုံးကမမြတ်တဲ့ချိန်မှာကျမတို့ဘက်ကဆက်လက်ကုခံဖို့အနေငယ်ခက်ခဲနေတဲ့အတွက်ကြောင့်ဒီလိုမျိုးအခိတအဆုတ်ပေးလိုက်ရတာဖြစ်တယ်လောလောဆယ်ကတော့ဒီကျမတို့နဲ့အတူထက်တူပေါ့နော်ပါဝင်ပြီးတော့မှယုံကြည်စွာ ပါဝင်အားပေးတဲ့လူတွေလည်းကျမတို့ဘက်ကတော့ဒီအားတက်နိုင်ဆုံးပေါ့နော်ဒီ အပူပန်းဆောင်ရဲ့ပုရှိတယ်ကျမတို့ဘက်ကလူထုနဲ့အတူပဲကျမတို့ယက်တည်နေတာမျိုးတွေရှိပါတယ်ဟုတ်ကဲ့အတကယ်လို့လောလောဆယ်မှာမြင်တွေ့နေရတဲ့ဒီအပိုင်းဆိုရင်ကျမတို့ဘက်ကပြန်လဲစူးစိမမပြန်လဲအကောမက်စင်တော့ဒီဘက်မှာရလဲပြောင်းလဲဖြစ်လာနိုင်ပါတယ်ဟုတ်ကဲ့ပြည်သူတွေရဲ့အဓိကလိုလားချက်ကဆရာနာရှင်အောက်ကနေပြီးတော့လွတ်မြောက်ချင်ကြတာတွေ့ရတယ်ပြည်သူတွေရဲ့စံတော့ကိုဖြည့်ဆည်းနိုင်ဖို့အတွက်တော်လရင်တက်တွေပူပေါင်းတိုက်ခိုက်သွားဖို့ရှိပါသလား ဟုတ်ကဲ့လောလောဆယ်ကတော့ကျမတို့အားလုံးကိုလည်းဖိတ်ခေါ်ပါရစေအားလုံးပူပေါင်းဖို့လည်းကျမတို့အမြဲဆန္ဒရှိပါတယ်လောလောဆယ်ကတော့ပူပေါင်းလာတာမျိုးတွေလည်းရှိလို့မပူပေါင်းဘဲနဲ့ခြံရှိနေသေးတာလည်းရှိပါတယ်ဟုတ်ကဲ့အသက်နိုင်ဆုံးကတော့ကျမတို့ဘက်ကတော့အတကားပွန်ထားပြီးတော့မှပူပေါင်းဆောင်ရွက်ဖို့အမြဲရှိပါတယ်ဟုတ်ကဲ့ရှမ်းမြောက်တောင်လင်းအဖွဲ့အချင်းချင်းပွတ်တိုက်မှုပဋိပက္ခတွေရှိခဲ့ပေမဲ့အခုလိုဒေသတွင်းတစ်ခုလုံးကိုစစ်တပ်ကအချင်းချောက်လာတဲ့အခြေအနေမှာ တရားနယ်လေးအနေနဲ့ KIA SSPP စတဲ့တော်လိုင်းအဖွဲ့တွေနဲ့ပေါ့နော်ပူးပေါင်းပြီးတော့စစ်တပ်ကိုတက်ခိုက်တော့ဖို့ရှိလားအဲ့ဒီအတွက်ကိုဆွေးနွေးနေတာမျိုးတွေရှိပါသလားရှင့်ဒီဟာကတော့ဆောနာမီခုနဲ့ထက်တူကြမယ်လို့မြင်ပါတယ်ဟုတ်ကဲ့။ဟောအဖြေကတော့ပါတော့ပြီးဖြစ်ပါတယ်ဟုတ်ကဲ့။စစ်ကောင်စီနဲ့တရုတ်မှာဒီဩဂတ်လနောက်ပိုင်းထက်ပြီးတော့တွေ့ဆုံဆွေးနွေးဖြစ်တယ်လား။ဒါမှမဟုတ်ဘယ်တော့လောက်ထက်ပြီးတော့ဆွေးနွေးဖို့ရှိလဲ။ဆွေးနွေးဖြစ်ခဲ့တာမျိုးရှိရင်လည်းပြောပြပေးပါဦး။ အော်ကဲလောလောဆယ်ကတော့ပမအတိပြုနိုင်ချင်တော့မရှိသေးဘူးပေါ့နော်ဒီတွေးဆွန်းဆွေးနွေးမှုကတော့ပမခတိကြတိရမျိုးတွေတော့မရှိသေးဘူးဟုတ်ကဲ့ရှမ်းမြောက်ကစည်ရင်မှာကိုကအသာစီးရတဲ့အခြေအနေကနေပြီးတော့ပြန်ပြီးနေသွားတဲ့အခြေအနေမျိုးရောက်သွားတာဆိုတော့ TNL အနေနဲ့ဒါကနေပြီးတော့ဘလို့သင်ငန်းစာတွေရလဲဘာတွေထပ်ပြီးတော့ပြုပြင်ဖို့လိုအောင်မလဲ ဟုတ်ကဲ့သင်ခန်းစာကတော့အများကြီးရပါတယ်အများကြီးဆိုတော့ဒီတိုက်ပွဲနဲ့တချို့အတွေကဒီအလုံးလဲသူတင်မင်းယူစာချက်နဲ့ရေးနေတာမျိုးတွေရှိတယ်တချို့ကလည်းစာတွေပေးဖို့တပြီးတော့မှရေးသားတာမျိုးတွေရှိပါတယ်ကျမတို့ဘက်ကလည်းသင်ခန်းစာတွေကတော့ဒီအဲရယူပြီးတော့မှဒီလိုအပ်တဲ့ပြင်ဆင်မှုတွေအလိုအပ်တဲ့ဒီအအတက်ချက်အနေချက်တွေပြန်လည်းတုံ့ပြန်ပြီးတော့မှမဆောင်ရွက်တော့ဖို့ရှိပါတယ်ဟုတ်ကဲ့အခုလက်ရှိမှာဆိုရင် TNL အနေနဲ့က နောင်ချုံနဲ့ကြောက်မဲကိုလက်လွတ်လိုက်ရပြီးအဲ့ဒီမျိုးတွေမှာတီးရနယ်လေးအနေနဲ့ပြန်လာနိုင်ဖို့ရှိလားဒါနဲ့ပတ်သက်ပြီးတော့ရောမဟာမိတ်တော်လိုင်းရဲ့အဖွဲ့တွေကိုဗာများပြောချင်တယ်လေရှင့်အော်ဟုတ်ကဲ့ပါလော့ဆယ်ပြောနိုင်တာကတော့ဒီနောင်ချိုနဲ့မကြောင်မဲကိုဟောကျမတို့ကတော့ရာရီနေနဲ့ကတော့ဆုတ်ထားတာမျိုးရှိတယ်အာစီရေးမှာတော့သူအလှည့်ပြောင်းနေတော့ရှိတယ်ပေါ့လေနော်ကိုအာ အေးတာတဲ့ချင်းလည်းရှိသလိုကိုရေးနေတဲ့လက်ရှိပါတယ်ဆိုတော့ကတဲ့ပြင်ဆင်မှုအကောင့်တဲ့သူကတော့ဒီစီးရီးမှာတော့အနိုင်ရမှာဖြစ်ပါတယ်အဆိုတော့ဘက်ကကျွန်မတို့ဘက်ကလည်းဒီလိုအပ်တဲ့ပြင်ဆင်မှုတွေလိုအပ်တဲ့ဒီအာတာချက်အားနည်းချက်တွေတင်ခန်းစာရတယ်ယူပြီးတော့မှဒီအပြန်လည်းပြင်ဆင်ပြီးတော့မှဒါကတော့ကျွန်မတို့အတွက်နောက်တစ်ခါဆိုတော့ပြန်လိုက်ဒီပလန်နိုင်ပါတယ်ဟုတ်ကဲ့လောလောဆယ်ကတော့ဘာမှရေးရသေးချာကတော့ပြောနိုင်ချင်တော့မရှိသေးပါဘူးဟုတ်ကဲ့ စစ်ကောင်စီကလက်တလုံးမှာ TNL ထင်းချုပ်ထားတဲ့ဒေသတွေကိုစစ်ကြောင်းထိုးနေတယ်။လက်တလုံးမှာဆိုရင်ဒီမိုးကုတ်ကိုစစ်ကြောင်းထိုးတယ်၊ကြောင်မဲကနေတီဘောမျိုးစီကိုဆက်ပြီးတော့စစ်ကြောင်းထိုးလာလို့ရှိရင်အဲ့ဒီအတော့ TNL အနေနဲ့ပြင်ဆင်ထားမှုတွေရောရှိလား။အဟုတ်ကဲ့စီမှာတော့လောလောဆယ်ကတော့ကျမတို့ဘက်ကတော့အတက်နိုင်ဆုံးခုခံကကွယ်ဆောင်ရွက်မှုတွေဆောင်ရွက်နေပါတယ်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့မေးချင်တာကတော့ဒီ TNL ထိန်းချုပ်ဒေသကအပြည်သူတွေကိုရောတနိုင်ကလုံးကအပြည်သူတွေကိုရောဘယ်လိုသတင်းစကားပါချင်တာမျိုးရှိလဲရှင့် အဟုတ်ကဲ့ပါလောလောဆယ်ကတော့လူထုနေနေနဲ့ကတော့ဒီစစ်ကောင်စီရဲ့ဒီလေချောင်းကနေတစင်ပုံကျဲတိုက်ခိုက်မှုတွေပြီးတော့လေချောင်းရဲ့အန်တရတွေအထူးတတိရှိဖို့လိုအပ်ပါတယ်စတမ်ပီလူထုတွေရောပြီးတော့မြန်မာတနေငန်းလူထုတွေကစီရီတတိစီရီအတိတွေနောက်ပြီးတော့မှလေချောင်းကကွယ်ရေးလိုင်းညွန့်တွေလိုက်နှံချဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ People's Pen ရဲ့မင်းမြတ်မှုကိုဖြည့်ချပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်